အာဆီနေရွှေဖလားဆန်ရှင်ကိုဒီတသက်ဘယ်သိမ်းမှလိုက်မမီနိုင်တော့ဘူးတရာတီလုံးရှုံးမွေးမရှိဖလားရဘူးတဲ့ဆန်ရှင်ကိုရီယဲအေစီဂျူဗင်တက်လေဗာကူဆင်တို့ကတင်နိုင်ခဲ့တယ်လို့အာဆီနေရလေ2004ခုနှစ်တုန်းကအခက်ခဲအကြမ်းတမ်းဆုံးလိဖြစ်တဲ့ပရီးမီးယားလိမှာတင်နိုင်ခဲ့ပါတယ်ဒါပေမဲ့တခြားအသေးနေရဲ့ဆန်ရှင်ကိုတခြားလိတွေမှာပြိုင်မဲ့အသေးနေရလိုက်မီကောင်းလိုက်မီနိုင်ပေမဲ့ပရီးမီးယားလိမှာဆိုရင်တော့အာဆီနေအသင်းရဲ့ရွှေဖလားနဲ့ရှုံးမွေးမရှိဆန်ရှင်ကိုတော့ဒီတစ်သက်ဘယ်သေးမှလိုက်လို့မီနိုင်တော့မယ်မထင်ပါဘူး အဲဘာလို့လဲဆိုတော့ Premier League လိုနေရာမျိုးမှာရှုံးပွဲမရှိအောင်စွမ်းဆောင်ပြဖို့ဆိုတာကအခုလိုမျိုးဖြန့်မြင်းအသေးနေပူပူများလာတဲ့အခြေအနေမျိုးနဲ့ဆိုရင်တော့ဘလို့မှမဖြစ်နိုင်တော့ပါဘူး။ Man United အာစတင်နေရာပဲအဓိကကောင်းနေခဲ့ပြီးတော့ဖြန့်မြင်းအသေးနေခဲ့တဲ့2000ကျော်ကာလတွေမှာတော့မှဒီလိုစံချိန်မျိုးကိုအာစတင်နေရာလွဲပြီးတော့ဘယ်အသေးမှမတင်နိုင်ခဲ့တာပါ။အဲဒီအချိန်တုန်းကကောင်းမာရီဆိုတဲ့ Ferguson ရဲ့ပြိုင်ဆိုင်ရှာ Man United ကတော့မှအဲဒီစံချိန်ကိုမတင်နိုင်ခဲ့ပါဘူး။ဒါမဲ့အာစတင်ကတော့အာစီဝင်းကားရဲ့လက်အောက်မှာ United လောက်အချိန်ဝါမရှိခဲ့သည့်တိုင်အောင် ဒီဆိုင်ကြီးကိုထိုက်တိုက်တိုက်ပဲရယူပြနိုင်ခဲ့ပါ ರೀ အဲဒါကြောင့်ပဲအဲ့ဒီခေတုံးကဘယ်သူမှမလုံနိုင်တဲ့အရာကိုလုံပြလိုက်တဲ့အာဆင်ဝင်းကားရဲ့အာဆင်တွေကိုအင်္ဂလန်ပြည်မကြီးကိုရိုင်ကရွှေဖလားကိုချီးမြှင့်ပေးခဲ့တာပါအဲဒါကြောင့်တခြားရှုံးဝဲမရှိဖလားသိမ်းမှုတဲ့အသေးနေကဘာမှရှိခဲ့ဘူးပဲမြေအာဆင်ရဲ့ရှုံးဝဲမရှိဆန်ကျင်ကိုပဲကဘာတဝမ်းကလူတွေကအများဆုံးပြောကြတာပါဆန်းဆောင်ကြီးပြခဲ့တာတွေကလည်းရက်ဆက်လုံးတော့ဘူး အဲဒီတော့အခုလိုမျိုးပရီးမီးယားလီးရဲ့ပုံစံတစ်ခုမှဆိုရင်ရုံးပွဲမရှိရွှေဖလားရဖို့ဆိုတာကထိုင်ပြီးတော့ဆူတောင်းနေတော့မှမရနိုင်တော့ပါဘူးမထင်းမထင်းသလိုထထကောင်းမြတ်တတဲ့ဖြက်မြေးအသေးနေကြောင်ဆိုလဲဟုတ်တယ်လို့မထင်းမထင်းသလိုဘတ်လိုက်တတဲ့ဒိုင်းနေကြောင်ဆိုလဲဟုတ်ပါရီဒိုင်းနေကဟိုသေးနေပွဲမှာဒီအသင်းဘက်ကိုလိုက်ဒီအသင်းနေပွဲမှာဟိုသင်းဘက်ကိုလိုက်အဲ့လိုနဲ့အသင်းနေအားလုံးကတပွဲမဟုတ်တပွဲမှာအရှုံးနဲ့ရင်ဆိုင်ရောက်ရပါပြီဘလောက်ပဲကောင်းတဲ့အသင်းဖြစ်နေပါသေးရော ခြေစွမ်းခြေစားအကြောင်းရောဒိုင်းနီအကြောင်းရောချန်ပီယံမှာဆိုတဲ့အသင်းတွေကလည်းနှစ်တိုင်းရှုံးမွေးနေတယ်ပဲဖလားရခဲ့ကြတာပါဒါကြောင့်အာဆင်နယ်အဲ့ဒီနှစ်တုန်းကအခိုက်အတန့်တွေကိုမဝင်ခဲ့တဲ့အခိုက်အတန့်နေလို့ပဲတတ်မှတ်ရမှာပါ။နောက်ပြီးတော့ပရီးမီးယားလိမှာဘယ်အသေးအမှဒီဆန်ညိုမချိုးပြနိုင်တဲ့အတွက်ဒူရီယာလူဖြစ်နေသည့်တိုင်အောင်လို့အာဆင်နယ်ရဲ့ဂုံကလည်းဒီနေ့ထိကိုမြင်မာနေသေးပါပဲ။ဒီလိုမှဆိုရင်တော့ခရစ်စတယ်ပယ်လစ်ကပရီးမီးယားလိမှာရှုံးမွေးမရှိသေးပေမယ့်အချိန်တိုင်းသူကလည်းရှုံးမှာပါ။ အာဆင်နယ်မော်ဝင်ရွှေဘလားဆန်ကျင်ကိုပရီးမီးယားလီဂ်မှာဘယ်သေးရမှနောက်ဘယ်ရောမှလိုက်ပြီးတော့မိနိုင်တော့မယ်မထင်ပါဘူးအခုလူရင်းတွေကအာဆင်နယ်ကိုရိုင်းကလည်းအနာဂတ်မှာသူတို့ပဲတင်နိုင်ဆန်ကျင်ကိုတော့မှထပ်ပြီးတော့တင်နိုင်တော့မယ်မထင်ပါဘူးဒါကြောင့်ဘသူတွေပါမဲပြောပြောအာဆင်နယ်ကတော့အာဆင်နယ်ပါပဲ